ပြီးတဲ့ရပ်ပေါင်းရရအောင်ဖုံးယူခဲ့ပါအောင်မာနတူစီငါတက်ပြီးတဲ့ဖုံးရရအောင်ယူခဲ့ပါအောင်မာမာလူရဲ့ဖုံးယူခဲ့ပါအောင်ဒီဖြည့်ရက်ကိုကျွန်မဒီ online ပေါ်ကနေစတွေ့တယ်ပေါ့เนาะအဲ့ဒီဘုဆာရက်ကနေစတွေ့တဲ့အချိန်မှာဟိုကိုယ်တိုင်လည်းဆရာမတယောက်ဖြစ်နေတာလည်းပါတယ်ဒီကလေးလေးတွေကိုစတင်ကလေးတွေရဲ့ပုံလေးတွေတက်လာတဲ့အချိန်မှာ ဘယ်လိုပြောမလဲအခန်းထဲမှာတယောက်တည်းရှိနေတာလည်းပါတယ်ပေါ့နော်အဲ့လိုစိတ်မထိုင်နိုင်မင်းလေကျွန်မငိုချမိတဲ့အဆင့်အောင်ဖြစ်တယ်ဘာလို့ဆိုတော့တကယ်ကြီးကိုဘယ်လိုမှဘယ်လိုမှဒါကြီးကမြင်လို့ရှုလို့ကောင်းတဲ့အရာလည်းမဟုတ်ဘူးနောက်ကလေးတွေကလုံးဝကိုဟိုလူမမဲ့ကလေးလေးတွေတောင်းသားအရွယ်လေးတွေတကယ်ကိုဘာမှမသိပဲနဲ့သူတို့ဒါဒါသူတို့ပညာတတ်ဖြစ်ခြင်းနဲ့ဒီလို ဟိုဘယ်လိုပြောမလဲစစ်စုံဖြစ်နေတဲ့နေရာမှာတို့ခမညာဒါအသက်နဲ့ရင်ပြီးစာတင်နေရတဲ့အပေါ်မှာဒီလိုမျိုးကြီးတို့လည်းတိလိုက်မှာမဟုတ်ဘူးဒါကလေးတွေကစာတင်နေတယ်ဆမီးပွဲနာနီးနေပြီးစာဆမီးပွဲရှိတယ်ဆိုပြီးတော့ဟိုတန်းအောင်ကျင်တဲ့အတွက်အာဂျုံမန်တန်နဲ့စာတင်နေရတဲ့ကလေးလေးတွေအပေါ်မှာဒီလိုကြီးလုံးချရတယ်ဒီခါမှာကိုကတော့တကယ်ယူအခုပြောရင်းရှုဆိုရင်လည်းတော့ကျွန်မဒီ emotional တော်တော်ဖြစ်တယ်ပေါ့နော်ဘယ်လိုပြောမလဲ တကယ်မြေကြီးပေါင်းကြီးနေကြရတယ်ဒီပုံလေးဒီတင်းလေးอ่ะအခုဆိုလည်းအမြင်ကလေးလို့တက်လာတယ်ကိုမကြည့်မယ်နဲ့လည်းမနေနိုင်ဘူးဟိုနာမဖြစ်မယ်ပေါ့နော်ဒါငါတို့နာမဖြစ်မယ်ဒါငါတို့ကလေးလေးကိုဒီလိုလောက်တာနာမဖြစ်မယ်ဆိုတော့စိတ်နဲ့ကြည့်တယ်။အာကြည့်ပြီးငူတယ်အဲဒီလိုမျိုးဖြစ်နေတာပေါ့ဟိုတားလို့တန်းနေရောတည်သွားတယ်လူရှိလားရှိလားရှိတယ်ဘယ်နားမှာထိုင်လာတော့ तू อ่ะဟိုရှည်တန်းခုံမှာထိုင်ရှည်တန်းခုံမှာထိုင်မင်းကလေးလာယောက်ျားလေးလားယောက်ျားလေးယောက်ျားလေးတည်သွားတာဩ စစ်ကောင်စီကတော့အများတည်းရုံမာနေတာပဲလေအဲတောက်လျှောက်လင်းလင်းလေးလေးကျော်ကာလာအတွက်မှာသူတောက်လျှောက်သူစီသူတွေလည်းအများကြီးပြေတယ်ခလေးတွေလည်းအများကြီးပြေတယ်ဒါစာပြင်ညောင်းလေဆိုလို့ရှိရင်လည်းသူတောက်လျှောက်ဘုံကျဲနေတာပဲလေသူ့တော့ပြောချင်စကားတော့မရှိတော့ပါဘူးတော်တော်ကိုအဲရုံမာပြီးတော့ယွန်ကြာကောင်းတာပေါ့ခလေးတွေခလေးတွေဆိုတော့စိတ်နဲ့ကတော့ပို့ပြီးတော့ဟိုခံပြင်းတာပေါ့နော်အဲဒီကလေးတွေကလည်းဒီကလာကြီးမှာသူတို့မှလည်းပညာရေးကိုသင်နေရတာ ဟိုဘုံအောက်မှာတင်နေရတာလင်းရင်အောက်မှာတင်နေရသလိုမျိုးဖြစ်တဲ့အခါကျတော့ဒီကလေးတွေဒီလိုမျိုးမြင်ရတာပြောပြောပြလို့တော့မတတ်ပါဘူးဘလို့ဖြစ်လို့လဲဆိုတော့ဘာမှတော့မလုံးနိုင်ဘာမှတော့မလုံးနိုင်ဘူးဒီသတင်းတွေတက်လာလာမြင်နိုင်ဟိုမြင်ရတာကလေးတွေပို့ပြီးတော့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲစိတ်ထဲမှာတော့တော်တော်နာကြီးတာပေါ့နော်ဒါသူတို့သူတို့တော့ကတော့စိတ်မကောင်းဘူးပေါ့သတိပြရရင်တော့လေဟိုစက်ကောင်ကြီးနာကြီးတာပြင်မတက်နိုင်ပါလေကိုယ့်ဘက်ကလည်း ့ဘာမှမလုပ်ပေးနိုင်ဘူးလေနော်စာတင်နဲ့ကျွန်တော်တို့မှာဖာဖြစ်စီဟောကြာလာတယ်ဘုံဆန်ဘောဘာမှတွေးခွက်အဘောအမိုးကိုလည်းကြည့်လိုက်ဘလို့ဆုပ်ပြတ်တက်သွားနိုင်ငံတနိုင်ငံရဲ့တူတက်မှုကတော့ဒီသူ့နိုင်ငံမှာရှိနေတဲ့ဒီလူငယ်လူရွယ် ဒီရဲ့ပညာရေးပေါ်ပဲမှုကြည့်တယ်လေဒီလိုမျိုးနိုင်ငံတော်အတွက်အကျိုးပြုမဲ့လူငယ်လူရွယ်တွေအတွက်ကိုဒီပညာရေးကိုဖြည့်ဆည်းပေးလိုက်တာတော့တော်တော်လေးအာဘယ်လိုပြောမလဲအာအောက်ကျနောက်ကျညီမကောင်းကြားမကောင်းဖြစ်တာပေါ့နော်အပြစ်မဲ့တဲ့ ကလေးတွေကိုဒီပညာရေးကနေတဆင့်ဖြည့်စီပြတာတော့ကျမတော့အရန်စိတ်မကောင်းဖြစ်မိတယ်။အယုံယူကြုံမရဖြစ်မိတယ်။မာဒီမီရပါလေလို့စိတ်ချမ်းသာပဲလေခေါ်ရမှန်တယ်။အမေရမလို့ဖြစ်ရမှာလို့ သူတို့ကတော့ထုံးစံပဲလေဗျဒီတိုင်းပဲတလိမ့်ဆန်ဆိုတော့တလိမ့်ဆန်ပဲပေါ့ကျွန်တော်ပြောချင်သလားကတော့သူတို့ဒီခလေးတငယ်လေးတွေအပေါ်တော့မှမညာမတာနဲ့ဘုံကျဲတဲ့ကိစ္စကတော်တော်လေးကိုလက်မခံနိုင်စရာပေါ့နော်ဒါအကြောင်းဖွင့်နေတဲ့ကာလတော့မနော်အာသူတို့စီကတော့သူတို့ဌာနတွေကတော့ဒီလိုမျိုးပေါ့အာသူတို့မလုပ်ပါဘူးဗာဖိတဲ့ညာဖိတဲ့စစ်လော့ဘီတွေပါပါဆိုဖော်ဟင်းတို့ပါတော့ဒီလိုမျိုးသတင်းလွှင့်တာပေါ့ဒါပေမဲ့ကျွန်တော်ဆရာတယောက်နေရဲဆိုရင်အင်မတန်အော့နှလုံးသားတယ်ဗျဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကဗျာဟိုကျွန်တော်တို့ ဒီလူတီသူတွေနဲ့ against ဖြစ်နေတဲ့စစ်ပွဲကိုဗျာတီသူတွေကိုဘယ်လိုပြောမလဲ drag လောက်ကြီးတမင်တစားခံလောက်တဲ့ပုံစံလိုဖြစ်တယ်ဗျာသိတယ်မလားမင်းတို့ကတော့ rebel လို့လို့ရှိရင်ငါတို့မင်းကိုဘုံကျဲမယ်အဲ့လိုပုံစံတော့အကြောက်တရားနဲ့ပေါ့တမင်ပုံနှိပ်ဆက်တာလို့တော့ကျွန်တော်ကတော့မြင်နေဗျာဒီကောင်နေတိတာကအာနာမြဲဖို့လောက်ပဲခဲအဆက်ဆက်စစ်ဆိုးရတယ်ကအာနာဒီမြဲဖို့လောက်တော့ပဲလောက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီကောင်နေမရှိမှပဲမြင်မြင်အေးမယ်လို့ပြောချင်တယ်တိလားဟုတ်အေးချမ်းချမ်းစာတင်နေတဲ့နေထားနေ ယုတ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲ